တနင်္ဂနွေရက်မြစ်တာတွေပြန်လည်ရရှိအောင်စေယုံတက်နေရတဲ့ပုံတွေကိုပြသလိုက်တဲ့ခိုင်နင်းဝီပရိသတ်များအလုံးမင်္ဂလာပါရှင်။ဘောင်မီစလိုက်ဘရီကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။လောကကြီးမှာကဲ့ရဲ့ခုနှစ်ရက်ချင်းမုန်းခုနှစ်ရက်ရှိကြပေမဲ့အတိတ်ဆိုတာတွေကတော့ဖြောင်းဖြတ်လို့မရပါဘူး။2014ခုနှစ်ကလေးက Brighter Foundation ကိုတည်ထောင်ပြီးတော့ကလေးတွေကိုကင်တင်ခဲ့တဲ့ခိုင်နင်းဝီကတိန်း30ကိုပြန်မပေးရကြောင်းဒီတစ်ခါမှာတော့ပုံရိပ်တွေကျဆင်းသွားရပါရယ်။တိန်း30ပိုင်ရှင်ကတော့ပြန်တောင်းရတာရှက်လို့ငွေကိုပြန်မယူတော့ပေ။အရှုံး းခံလိုက်ပြီးဖြစ်ပါတယ်ခိုင်နေဝေဘက်မှာတော့လူနေစုလောက်သာရက်တည်ခဲ့ကြပြီးတော့လူအများစုကတော့သူ့အကြောင်းကိုသိသွားကြပါတယ်။ဒါကြောင့်ခိုင်နေဝေကလူအများရဲ့မြေတားကိုပြန်လည်ရရှိအောင်ဈေးရုံတက်နေရတဲ့ပုံလေးတွေကိုပြသလိုက်ပါတယ်။ခိုင်နေဝေကအခုချိန်မှာအောက်ဆီဂျင်ရှူနေရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်းအားလုံးကိုအသိပေးလိုက်ပါတယ်။ စေတနာနဲ့ကူညီပေးမဲ့စေတနာနဲ့မတန်တဲ့သူတွေကြောင့်မိမိခံအိပ်ရာတွေကိုလဲနေရပြီဆိုတာပြသလိုက်တာပါ။နိုင်ငံကြီးပပလီဆိုထားတဲ့ခန်းနေဝေကအောက်ဆီဂျင်ဖိုက်ကိုတက်ပြီးတော့ဆေးရုံမှာကုသမှုခံယူနေရပါတယ်။သူကိုအားပေးကြတဲ့အမေရိကန်ပြည်သက်တွေကတော့မြန်မြန်နေကောင်းလာဖို့တဆူတောင်းပေးပေမဲ့ အချို့တွေကတော့သူ့ရဲ့အကွက်တွေထဲကိုရိမ့်မိနေရဖြစ်ပါတယ်။စေယုံတက်နေရတဲ့ပုံစံဖြစ်ပေမဲ့မပြီးရတာကြောင့်ရုပ်ရှင်မင်းသမီးပီတာပါပဲလို့ပြောနေကြတာပါ။ခိုင်နှင်းဝေကနာမည်ကြီးတဲ့မင်းသမီးတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သိန်း30ကိုချက်ချင်းပြန်လည်မပေးခဲ့သလိုလူချင်းရင်လည်းအထောက်အထားတွေမျိုးစုံပြရမယ်လို့ပြောခဲ့သူပါ။ရှေးနောက်မကြီးတဲ့ဇကားတွေလည်းပြောခဲ့ရကြောင်းယုံကြည်မှုတွေလည်းကြာဆင်းသွားခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲသူ့ရဲ့အမျိုးသားကိုစင်မြင့်အောင်ရဲ့အတန်ဖိုင်ကြီးကလည်းပေါ်ထွက်ခဲ့ပြီးတော့ခိုင်နှင်းဝေတယောက်ပို့ပြီးတော့တောင်တိတ်ခါကြာသွားခဲ့ပါတယ်။ကိုစင်မြောင်ကတပတ်ကအမျိုးသမီးကိုတရားစွဲမယ်ဆိုပြီးတော့ချင်းချောက်ခဲ့တယ်လို့ခိုင်နှင်းဝေကလည်းငွေသိန်း30ပြန်တောင်းတဲ့အမျိုးသမီးကိုအသိန်းတိတ်ခါကြောင်းလောက်ပါတယ်ဆိုပြီးတော့တရားစွဲနိုင်တဲ့အကြောင်းသတိပေးခဲ့ပါတယ်။ ငွေရှိပြီးရင်နောက်မှာအချိန်မရွေးတရားစွဲလို့ရကြောင်းထင်နေကြတဲ့သူတို့နှစ်ယောက်ကိုတော့ပြည်သက်တွေကဝေဖန်ခဲ့ကြပါတယ်။ဒါတိမ်မကသေးပဲကိုစင်မြောင်ကမတင်ထားလောက်အောင်ကိုရိုင်းဆိုင်နေရကြောင်းခိုင်နေဝေလည်းအဆက်တွေကွဲသွားရပါတယ်။အဆက်တွေကွဲပြီးရင်ကွဲသွားတဲ့ခိုင်နေဝေကအခုချိန်မှာတော့လူအများရဲ့တနာကျင်နာမှုကိုပြန်လည်ရရှိဖို့အတွက်ဆေးရုံတက်နေရတဲ့ပုံတွေကိုပြသလိုက်ပါတယ်။ခိုင်နေဝေကတစ်ချိန်ကလေးစားမှုတွေခံခဲ့ရပေမဲ့အခုဆိုရင်တော့ဆရာဂျွန်လင်ကတောင်သူမကိုမယုံကြည်တော့ပါဘူး။ငလင်ဘေးမှာရခဲ့တဲ့အလူငယ်တွေကိုလည်းမြ мян ကုန်ရင် ီးရောလှူဒန်းခဲ့တယ်လို့သူရဲ့အလူငွေစီမံခန့်ခွဲပုံကိုမကြိုက်ခဲ့ကြတာပါဒါတဲမကသေးပဲတနေ့မှာဇက်ကားတကားလောက်ရက်ရပြီးတော့တင်းရာချီတန်းတဲ့နာရီတွေအိတ်တွေထဲလဲသုံးနိုင်တာတွေကလည်းပေါ်ထွက်လာခဲ့ပါတယ်အွန်လိုင်းကစုံထောက်မမတွေကတော့အရှာအဖွေသိတ်တော်အားကြောင့်ခိုင်နေဝေရဲ့ brand ချိန်မှုတွေကိုအံ့ဩခဲ့ရပါတယ်ဝေဖန်မှုတွေများလာတဲ့အချိန်မှာတော့ခိုင်နေဝေကပြန်လဲမဖြေရှင်းတော့ပဲစေယုံတက်နေတဲ့ပုံလေးနဲ့အတိပေးလိုက်တာပါခိုင်နေဝေကလူရှိကိုလည်းပေါ်ထွက်မလာသေးပဲနဲ့အခုချိန်မှာတော့စေယုံမှာကုသ ောင်မှုခံယူနေရပါတယ်။ခန်းနှင်းဝေမရှိရင်မြန်မာနိုင်ငံမှာဒုက္ခရောက်တဲ့ကလေးတွေကိုမွေးစားမဲ့သူတွေမရှိတော့မှကိုလည်းစိုးရိမ်နေကြပါတယ်။ဒါပေမဲ့ပြည်သက်တွေကတော့အတိတ်ကဖြစ်ရက်တွေကိုတခုချင်းစီမှတ်မိနေရကြောင်းခန်းနှင်းဝေရဲ့တိန်30ကိစ္စကသူ့အတွက်တော့အထင်အားသွားခဲ့ပါတယ်။လူအများရဲ့တနာကျင်နာမှုကိုပြန်လည်ရရှိအောင်ပန်းနုသေးလုပ်ပြနေတဲ့ခန်းနှင်းဝေပေါ်မှာပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။